ခရစ်တိုနဲ့ဘက်စံရှာလို့ရတဲ့နီလန်းတွေအများကြီးတွေအမှာအိတ်နေအောင်ကိုယ့်ရဲ့ wallet ထဲကိုဘက်စံတွေဝင်နေမယ်ခရစ်တို mining လို့ခေါ်တဲ့ခရစ်တိုနဲ့ဘက်စံရှာလို့ရတဲ့ကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ပြပြပေးမယ့် mining ကိုတော့ဖုန်းနဲ့လည်းအလွယ်တကူ mining လုပ်လို့ရတယ်လို့ကွန်ပျူတာနဲ့လည်း mining လုပ်လို့ရပါတယ် ဘာလို့မိုင်းနေလောက်အောင်မှာလဲဆိုတော့ ADC coin တွေကိုမိုင်းနေလောက်အောင်မှာဖြစ်ပါတယ်။ ADC coin ကိုတော့ crypto သမားတွေရင်းနေကြမယ်လို့ထင်ပါတယ်။သူရဲ့ပေါက်ဈေးကလည်းလက်ရှိမှာဆိုရင် market ထဲမှာဒေါ်လာ120နီးပါးလောက်ရှိနေပါတယ်။ဆိုတော့ဒေါ်လာ120ကျော်တန်ကြီးရှိရဲ့ ADC coin တွေကိုဘယ်လိုမျိုး free mining လောက်အောင်မလဲဆိုတာကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်လို့ video လေးကို like လုပ်ပြီးတော့အဆုံးထိကြည့်ပေးကြပါ ျွန်တော်ပြောပြပေးမယ် ADC mining ကတော့ wallet mining ဖြစ်တဲ့အတွက် mining လုပ်တဲ့အခါမှာ wallet နဲ့တခါတည်းချိန်ပေးရပါမယ်ကျွန်တော်ချိန်ပေးရမယ် wallet ကတော့ fungible wallet ပဲဖြစ်ပါတယ်ဒီ wallet ကိုတော့ play store မှာအလွယ်တကူ download မရပါဘူး web wallet ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ website ထဲမှာပဲသုံးပေးရမှာပါဆိုတော့ကျွန်တော်ဒီ fungible wallet ဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုအရင်ဆုံးပြောပြပေးပါမယ် fungible wallet ဖွင့်ဖို့အတွက်ကျွန်တော် chrome နဲ့ကိုတစ်ချက်ဝင်လိုက်ပါ chrome နဲ့ရောက်ပြီဆိုရင်ဒီ apple set ပါမှာပဲ fungible.io ဆိုပြီးတော့ ရိုက်ရှာလိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီ fan sub ဖြန့်ရမယ့် website ထဲကိုရောက်သွားပါလိမ့်မယ်ကျွန်တော် Fansub ရဲ့လေ crypto wallet တကူပါပဲ one mining တွေလုပ်မယ်ဆိုရင်တော့ Fansub wallet တော့လိုအပ်ပါမယ်ဆိုတော့ website တွေရောက်ပြီဆိုရင် application အနေနဲ့အသုံးပြုဖို့အတွက်ကျွန်တော် website ကို app to home screen လေးလုပ်ပေးရပါမယ် app to home screen လုပ်ဖို့ဒီအပေါ်အမျှသုံးချောင်းနှိပ်ပါဒါဆိုရင်ကျွန်တော် menu ကြာလာမယ်ဒီ menu ထဲကဒီအောက်မှာ app to home screen ဆိုတာလေးရှိမယ်အဲ့ဒါကိုနှိပ်လိုက်ပါ ဒါလေးဖွင့်လိုက်ရင်တော့ဘေးနဲ့ app ဆိုတာကိုနှိပ်ပြီးတော့ application နေနဲ့တုံးလို့ရပါပြီ။ဆိုတော့ကျွန်တော်ဒီ fans page အကောင့်ဖွင့်ဖို့အတွက်ဒီအပေါ်က sign app ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ sign in ဆိုတာကိုနှိပ်ပြီးရင်တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီအပေါ်မှာ user name ထည့်ပေးရပါမယ်။ user name ကိုတော့ကိုကြိုက်တဲ့ name ထားလို့ရပါတယ်။ဆိုတော့ကျွန်တော် user name ထည့်ပြီးရဆိုရင်တော့ဒီအောက်မှာ continue ဆိုတာလေးရှိပါမယ်။အဲ့ continue ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ continue ဆိုတာကိုနှိပ်ပြီးရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့က gmail ထည့်ပေးရပါမယ်။ ကျွန်တော်ထည့်ထားတဲ့ဂျီမေးကိုတော့မေးသွားလို့မရပါဘူး။ဘာလို့ဆိုရင်မိုင်းနင်းရနေပတ်စံပြန်ထုတ်တဲ့အခါမှာဂျီမေးကိုအသုံးပြုပြီးထုတ်ရတာမျိုးကြီးရှိပါတယ်။ဒါကြောင့်မလို့ဂျီမေးကိုတေချာလေးမှတ်ထားပါ။ဆိုတော့ကျွန်တော် Gmail ထည့်ပြီးရင်တော့တတိယဆင့်အနေနဲ့အပတ်စပို့ထည့်ပေးရပါမယ်။ဒီပတ်စပို့လည်းအရေးကြီးပါတယ်။ကျွန်တော်မေ့သွားလို့မရပါဘူး။ဘာလို့ဆိုတော့ကျွန်တော်ဒီ Fansafe Wallet ကမဝင်တာကြာသွားတဲ့အခါကျရင် login ပြင်ဝင်ရတဲ့အပိုင်းတွေရှိနေပါတယ်။ ဒီလိုလောင်းရင်ဝင်တဲ့ခါမှာကိုက passport မေ့နေရဆိုရင်တော့အဆင်မပြေပါဘူးဆိုတော့ကျွန်တော်ဒီမှာ passport ထည့်ပြီးရင်တော့နောက်ဆုံးအဆင်ရတော့ကျွန်တော် I am no robot ဆိုတဲ့ဟာလေးကိုဖြည့်ပေးဖို့လိုအပ်ပါမယ်ဒီကောင်းလေးဖြည့်တာလည်းလွယ်ပါတယ်ဖြည့်ဖို့အတွက်ဆိုရင် I am no robot ဆိုတာလေးကိုနှိပ်လိုက်ပါပထမဆုံးအနေနဲ့ကျွန်တော်ဒီ pager လေးကြာလာမယ်ဒါကတော့ကျွန်တော်လွတ်နေတဲ့အကွက်ထဲကိုထည့်ပေးအောင်ပါပဲဒါတော့လူတိုင်းဖြစ်တယ်မယ်လို့ထင်ပါတယ်ကျွန်တော်အဲ့ဒါလေးပြီးရင်တော့ဒီကောင်းလေးကြာလာမယ်ဒါလေးကတော့ကျွန်တော်ဒီအပေါ်မှာ ပြတ်ထားတဲ့အတိုင်းဒီအောက်ကအကွက်လေးတွေကိုနံပါတ်ရွေးပေးလိုက်ပါဒါဆိုရင်တော့ရပါပြီအားလုံးမိပြီဆိုရင်တော့ကျွန်တော် applying ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော် fund pay wallet ပွင့်သွားပါပြီ wallet ပွင့်သွားပြီဆိုရင်တော့ကျွန်တော် ATC mine စပြီးလုပ်လို့ရပါပြီဆိုတော့ wallet ဖွင့်တာလေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ်ဒါဆိုကျွန်တော် mining လုပ်ဖို့အတွက် website ထဲကိုသွားပါမယ် ဒါတော့ ADC website mining ရဲ့ပုံစံလေးပဲဖြစ်ပါတယ်ဒီ website ထွက်ထားတာတော့16ရက်ပဲရှိပါသေးတယ်ဒီ mining ကို join တဲ့လူဦးရေကတော့9000ကျော်တော့ရှိနေပါပြီ mining link ကိုတော့ဒီ video ရဲ့ comment ထဲမှာဝင်ကြည့်လို့ရပါတယ်ဒီကောင်လေးဟာ one mining ဖြစ်တဲ့အတွက် add to home screen လုပ်ပြီးတော့တောင်းကြပါ ဆိုတော့ကျွန်တော်ဒီ mining နဲ့ရောက်ပြီဆိုရင်အကောက်ဖွင့်ပေးရပါမယ်အကောက်ဖွင့်မှုတွေဒီပေါ်မှာ guest တဲ့ဆိုတာလေးရှိပါမယ်အဲ့ဒါကိုနှိပ်လိုက်ပါပြီးတော့ဒီအောက်မှာ your fan sub email address ဆိုတာလေးရှိပါမယ်အဲ့ဒီနေရာမှာကျွန်တော် fan sub ကောက်ဖွင့်တော့အသုံးထားတဲ့ gmail number ကိုထည့်ပေးလိုက်ပါ gmail ထည့်ပြီးလိုက်ဆိုရင်တော့ကျွန်တော်ဒီအောက်မှာ stamp mining ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါ stamp mining ကိုနှိပ်လိုက်တယ်ဆိုရင်တော့ကျွန်တော် mining လုပ်ဖို့အတွက်အကောက်ဖွင့်သွားပါလိမ့်မယ်အကောက်ဖွင့်သွားပြီဆိုတာနဲ့ကျွန်တော်ဘာမှလုပ်စရာမလိုတော့ပါဘူး ဒါကတော့ခုလက်ရှိ mining လုပ်နေတဲ့ပုံစံပဲဖြစ်ပါတယ်။ဒီပုံမှာဆိုရင်လည်း ADC နံပါတ်တွေတွားနေပါတယ်။ဒီကောင်လေးကအကောက်ပွင့်သွားပြီဆိုတာနဲ့ဘာမှလုပ်စရာမလိုပဲသူ့ဘောက်သူ auto ADC coin တွေတက်နေမှာဖြစ်ပါတယ်။ကျွန်တော် free လေးတူးလို့ရတယ်လို့တဘိုးစစ်တင်ပြီးတော့တူးလဲရပါတယ်။တဘိုးစစ်တင်ပြီးတူးမယ်ဆိုရင်အနည်းဆုံးကျွန်တော် -p 100 GHF ကနေစပြီးတော့ဝယ်ပေးရပါမယ်။100 GHF ကိုဒေါ်လာနဲ့တွက်မယ်ဆိုရင် 0.5ဒေါ်လာတော့ပဲရှိပါတယ်ကျွန်တော်ဝယ်ထားတဲ့ minus ပြီးပုံမူတည်ပြီးတော့ဒီနေ့ဘယ်လောက်ပြန်ရမလဲသိချင်နေဆိုရင်ကျွန်တော်ဒီအပေါ်အခြေ S နေရာမှာကိုယ်ဝယ်မဲ့ minus ပြီးကိုထည့်လိုက်ပါ ဒါဆိုရင်တော့ဒီအောက်မှာသူတနည်းတာပြန်ရမယ်အမောက်တွေကိုပြထားပါလိမ့်မယ်။ကျွန်တော်ဒီ -2 ရဲ့တက်တန်းကတော့ရပောင်း180ဖြစ်ပြီးတော့တနည်းကို5%နှုန်းနဲ့တူးပေးတာဖြစ်ပါတယ်။ရ20ပြည့်တယ်ဆိုရင်ကျွန်တော်အရင်ပြန်ရပါပြီ။ကျန်တဲ့ရပောင်း160ကတော့အမြဲရနေမှာဖြစ်ပါတယ်။ -2 ဝယ်ပြီးတူးမယ်ဆိုရင်တော့အခုချိန်ကအကောင်းဆုံးပါပဲ။ဘာလို့ဆိုဒီ -2 ထွက်တာက16ရက်ပဲရှိပါသေးတယ်။ ဆိုတော့ကျွန်တော်ဒီထဲမှာတပိုးစေးတင်ပြီးတော့ minus speed ဝယ်တာလဲအရန်လွယ်ပါတယ်တခါသေးဝယ်ရုံပါပဲကျွန်တော်ဘယ်လိုဝယ်ရမလဲဆိုတော့ဒီအပေါ်ကိုတစ်ချက်ဆွဲလိုက်ပါပေါ်ရောက်ပြီဆိုရင်ဒီဘောမှာတပိုးစေးဖွင့်တော့ဆိုတော့တွေ့မြင်ရလိမ့်မယ် minus speed ဝယ်ဖို့အတွက်တပိုးစေးဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ရင်တော့ကျွန်တော်က minus speed ထည့်ပြီးတော့တခါတည်းဝယ်ရုံပါပဲဒီနေရာမှာကိုဝယ်မဲ့ minus speed ကိုထည့်မယ် minus speed ထည့်ပြီးရင်ဒီအောက်ကဘိုင်းနှောင်းဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ ခိုင်နောက်နေပြီးွားရင်တော့ခဏတော့ဆောက်ပေးရပါတယ်ခဏဆောက်ပြီးရင်တို့က Fansabe wallet ထဲကိုယောက်သွားပါလိမ့်မယ်မိုင်းနေမှာကျတို့က Fansabe နဲ့တခါတည်းချိန်ထားတာ ဖြစ်လို့ Fansabe ထဲယောက်တာဖြစ်ပါတယ်အေးဒီနေရာမှာဆိုရင်ကျွန်တော်ပေးဆောင်ရမယ် ADC amount ကိုဒီပေါ်မှာပြထားမယ်ပြီးရင်ဒီရောက်မှာကျွန်တော် credit ကိုရွေးလို့ရပါမယ်ဒီနေရာမှာကိုဘာနဲ့ပေးမလဲဆိုတာကိုရွေးချယ်လို့ရပါတယ် ကျွန်တော်တို့ဒီနေရာမှာ ADC နဲ့ပေးတာအကောင်းဆုံးပါပဲ။ဘာလို့ဆို ADC mining ဖြစ်နေရတဲ့အတွက် ADC နဲ့ပေးတာအကောင်းဆုံးပါပဲ။ ADC နဲ့ပေးဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ defense ပေး wallet ထဲမှာ ADC တွေရှိထားဖို့တော့လိုအပ်ပါမယ်။ပြီးရင်တော့ continue ဆိုတာကိုနှိပ်သွားပြီးတော့ကျွန်တော်ရဲ့ mining နဲ့ mining speed ထည့်ရုံပါပဲ။ ဒါဆိုရင်တော့ကျွန်တော်ဒီမှာတပိုးစီလုတ်တဲ့အပိုင်းလေးကိုအားလုံးနားလည်မယ်လို့တော့ထင်ပါတယ်။ကျန်တာတော့ထွေထွေတူတူဘာမှလုတ်စရာတော့မရှိပါဘူး။ကျွန်တော်ကဒီ mining ကို defense base နဲ့ချိန်ထားတာဖြစ်တဲ့အတွက် defense base ထဲမှာပတ်စံရှိထားဖို့တော့လိုအပ်ပါမယ်။ ADC coin ဘယ်လိုရနိုင်လဲဆိုတော့ကျွန်တော်တို့ဒီ Binance နေဝယ်ပြီးတော့ quick draw လုပ်ပြီး defense base ထဲကိုသွင်းလာလို့ရပါတယ်။ဟေ့ဆိုတော့ကျွန်တော်ဒီတပိုးစီသွင်းတဲ့အပိုင်းလေးပြီးပြီဆိုတော့ ငွေပြန်ထုတ်တဲ့အပိုင်းလေးကိုပြောပြပေးပါမယ်။ဝေတော့ဘိုးကတပိုးစိတ်ဘေးနဲ့မှဝေတော့ဆိုတာလေးရှိမယ်။အဲ့ဒါကိုနှိပ်လိုက်ပါ။ဒီနေရာမှာကျွန်တော်အနည်းဆုံးပြန်ထုတ်လို့ရတဲ့အမောက်က0.00002 ADC ကနေစပြီးထုတ်လို့ရပါတယ်။ပြောရမယ်ဆိုရင်ကျွန်တော်ဒီ mining ကိုစ join ပြီဆိုတာနဲ့ free ပဲ mining လုပ်လို့တပိုးစိတ်တင်ပြီးပဲ mining လုပ်လို့တနေ့တစ်ကြိမ်ပုံမှန်တော့ထုတ်လို့ရပါတယ်။ထုတ်တဲ့အခါမှာဆိုရင်လည်းကျွန်တော်ထုတ်မဲ့အမောက်ထည့်ပြီးတော့ဝေတော့ဆိုတာကိုနှိပ်ယုံပါပဲ။ ဒါဆိုရင်တော့ကျွန်တော်ရဲ့ fan survey wallet ထဲကိုချက်ချင်းရောက်လာပါလိမ့်မယ်။ငွေထုတ်တာလည်းမကြပါဘူး။ငွေထုတ်တဲ့အခါမှာလည်း address ထည့်ရတာတွေဘာတွေမရှိပါဘူး။ကျွန်တော် fan survey ထဲရောက်လာပြီဆိုရင်တော့ history ပြန်ကြည့်ရင်လည်းဆိုရင်ဒီအောက်မှာသွားပြီးတော့ကြည့်လို့ရပါတယ်။ဒီအောက်မှာဆိုရင်ကျွန်တော်စောစောကဒီ game ADC ဆိုတဲ့ website မှာနည်းနည်းကနေပြီးတော့ထုတ်ထားတဲ့ ADC ရောက်လာတာကိုသူပြထားပါတယ်။ ကြောင့်ဒီ fan service website နဲ့ပတ်သက်ပြီးတော့အသုံးပြုပုံပြနည်းကိုလည်း guide video လေးလုပ်ပေးတော့ပါမယ်။ဒီ fan service wallet ထဲမှာပဲကျွန်တော်ပတ်စံရှာလို့ရတဲ့အပိုင်းတွေရှိနေပါတယ်။ဒီ fan service wallet ကလည်း crypto wallet ဖြစ်တဲ့အတွက်ကျွန်တော်ဒီ deposit တို့ withdraw တို့အကုန်လုံးလုပ်ရပါတယ်။ fan service wallet ထဲကနေ tonki ba wallet ထဲကိုလွှဲတာတို့ binance wallet ထဲကိုလွှဲတာတို့အားလုံးကိုအသုံးပြုလို့ရပါတယ်။အဲအကြောင်းတွေတော့ကျွန်တော် guide video အနေနဲ့တက်တက်ထပ်လုပ်ပေးပါမယ်။ ဆိုတော့ ADC mining နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲအားလုံးနားလည်မယ်လို့ထင်ပါတယ်မသိတာရှိရင်လည်း comment နဲ့မှမေးခဲ့လို့ရပါတယ်ကျွန်တော် channel လေးကို subscribe လုပ်ရသေးရင် subscribe လေးလုပ်ထားပြီးတော့ဗီနဲ့အနူတီခေါင်းလုံးလေးကိုလည်းတည်ထားပေးပါဦး view လေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာအားလုံးကိုကျေးဇူးပါ